မင်္ဂလာပါရှင်မိုးပြဲတိုက်ပွဲအတွင်မှာမိုးပြဲ PDF ကျွဲကြိုတက်ခွဲကရဲဘော်တူကြာဆုံးခဲ့တဲ့တရင်ကိုတင်ဆက်ပေးကြပါရရှင်ရှန်ကရနီနယ်ဆာမိုးပြဲတိုက်ပွဲမှာမိုးပြဲပြတုကာကွယ်ရေးတပ်အမတ်တထောင်တစ်တရင်တက်ခွဲ၃ကျွဲကြိုတက်ခွဲကရဲဘော်တူကြာဆုံးခဲ့တယ်လို့ဇွန်လ18ရက်နေ့မှာထုတ်ပြန်ထားပါတယ် ကြာဆုံးရဲဘော်ကအသက်18နှစ်အရွယ်ရဲဘော်အာကာထုံးခဥက္ကာဖြစ်ပြီးတော့မိုးပြဲတိုက်ပွဲအတွင်းမှာစစ်ကောင်စီကိုခုခံတော်လှန်ရင်ဇွန်လ16ရက်နေ့မှာကြာဆုံးခဲ့တယ်လို့ဆိုထားပါတယ်ရှဲဘော်အာကာထုံးခဥက္ကာကမိုးပြဲ PDF မှာတနစ်ကျော်တာဝန်ထမ်းဆောင်ခဲ့ပြီးမိုးပြဲမြုပ်တွင်တိုက်ပွဲများအပါအဝင် တိုက်ပွဲပေါင်းတရာကျော်ကိုမဟာမိတ်တပ်ဖွဲ့များနဲ့အတူရန်သူစစ်ကောင်စီကိုတော်လှန်ခဲ့တူတူဖြစ်ကြောင်းလည်းဖော်ပြထားပါတယ်။ဒါကြောင့်ရဲဘော်အားကထုံကြဆုံမှုကတရင်တပ်ဖွဲ့မှကြီးမားတဲ့ဆုံရှုံမှုဖြစ်တဲ့အတွက်ကျန်ရတူမိသားစုနဲ့အတူထပ်တူကြေကွဲရပြီးအာဇာနည်အဖြစ်သတ်မှတ်ကြောင်းဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ဆွန်လ15ရက်နေ့မှာမူပြင်းမြို့တွင်စစ်ကောင်စီနဲ့တော်လိုင်းရေးတပ်ဖွဲ့များတိုက်ပွဲပြင်းထန်ခဲ့ပြီးတော့နှစ်ဖက်ထိခိုက်ကြဆုံမှုများရှိခဲ့ပါတယ်။လက်ရှိမှာတော့စစ်ကောင်စီဘက်ကမူပြင်းမြို့တွင်ကိုအင်အား900ကျော်နဲ့စစ်ကြောင်းထိုးနှင်ပြီးတော့တိုက်ပွဲဆက်လက်ပြင်းထန်လျက်ရှိနေပါတယ်။2025ခုနှစ်မေလအတွင်းဂရနီပြည်နယ်နဲ့ကယန်းဒေသတိုက်ပွဲများမှာတော်လိုင်းရဲဘော်19ဦးကြာဆုံးခဲ့ပြီးတော့ စစ်ကောင်စီဘက်က48ဦးသေဆုံးခဲ့တယ်လို့တိုးတက်သောဂရင်းပြည်သူ့အင်အားစု PKPF ကစင်ပြစုထားပါတယ်ရှင်။